ဂျူအန်ရဲ့ဒဏ္ဍာရီတွေထဲမှာအမျိုးသမီးတဦးရှိပြီးဂျူရှင်းလို့ပဲသိထားကြပါတယ်။လက်ထဲအောင်မိဘုံနဲ့အတူသူမရဲ့လက်ပြာလေးတွေဟာစန္နာတွေပြည့်စုံလို့ရရှိရွယ်ချက်နဲ့လွင့်ပြန်နေပါတယ်။တချို့တွေပြောတာကခလေးစံတဲ့စေတနာနဲ့ခလေးတွေရဲ့စန္နာကိုဖြည့်ဆည်းပေးတယ်တဲ့။ ချို့တွေပြောတာကတော့တေခွဲခွဲသွားသူတွေကိုပြန်လဲစုံစည်းစေနိုင်တယ်။ခဏလောက်သာနှုတ်ဆက်ခွင့်ရမယ်ဆိုရင်ပေါ့။တချို့တွေကဘာတောင်ပြောလဲဆိုတော့သူမကလူအများရဲ့ရှိရွယ်ချက်အမှန်ကိုထုတ်ဖော်ပြတာရတာကိုနှစ်သက်တယ်။တင်းအတွက်အဖိုးတန်ဆောင်သောအရာကိုပူဆောင်ပါ။တင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးပါမယ်။ ဒါဟာတက်ရှိနှလုံးသားတွေရဲ့ဗဟေနိဖြစ်ပါတယ်။နှစ်ထောင်ပေါင်းများစွာကြာအောင်ဂျူရှင်ရဲ့မိဘုံဟာညအမောင်ကိုလင်းထိန်စေပါတယ်။သို့တော်လည်းသူမရဲ့စိတ်နှလုံးထဲကမြည်သည့်အရာကိုမြတ်ဘသူကမှမမြင်နိုင်ပါဘူး။